လူချင်းတို့ခင်ဗျာမသေးကြမီယာမှုတွေများလာတဲ့အခါမှာလူချင်းတို့ရဲ့စီမံခန့်ခွဲမှုပညာနဲ့ခေါင်းဆောင်မှုပညာဟာအလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့မသေးကြမီယာမှုတွေဒီကျွန်တော်တို့စိုးရင်ပူပန်မှုကိုဖြစ်စေစိုးရင်ပူပန်မှုဒီကျွန်တော်တို့တုံလှုပ်မှုဖြစ်စေတုံရင်လှုပ်တယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကကိုထင်မှတ်မထားတာတွေဖြစ်လာတဲ့အခါမှာစိုးရင်ပူပန်မှုနဲ့သွေးဦးသွေးဒဏ်တုံ့ပြန်မယ်ဆိုရင်ကျွန်တော်စီးပွားရေးမှာလူမှုရေးမှာကျွန်တော်တို့ကြီးစွာသောဆုံးရှုံးမှုတွေကြုံတွေ့ရနိုင်တယ်။နှစ်ပေါင်းများစွာတိဆောက်ခဲ့တဲ့ဆက်ဆံရေးတွေလည်းပြတ်ပြားနိုင်တယ်။ ။ဒါကြောင့်စိုးရင်ပူပန်မှုတွေကို short ချဖို့အတွက်မသေးချာမီယာမှုတွေများတဲ့အချိန်မှာကျွန်တော်တို့အဓိကလုပ်ရမယ့်အရာနှစ်ခုရှိတယ်။နံပါတ်1ကတော့မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုစစ်ထုတ်နိုင်မှုဖြစ်တယ်။နံပါတ်2ကတော့ထိရောက်မှန်ကန်စွာဆက်ဆက်တွေးခေါ်နိုင်မှုဖြစ်တယ်။ဒီနှစ်ချက်တည်းစိုးရင်ပူပန်မှုကို short ချဖို့အတွက်အလွန်အရေးကြီးတယ်။ကိုယ့်ကိုယ်စိုးရင်ပူပန်နေတယ်မသေးချာမီယာမှုတွေများလို့စိုးရင်နေလို့ထင်ရင်ဒီနှစ်ခုကိုလုပ်ပါ။အဲ့တော့မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုစစ်ထုတ်နိုင်မှုကအလွန်အရေးကြီးတယ်။ဒါမှ ဲ့ဒီသတင်းချက်လက်မှန်ကန်မှဒုတိယအဆင့်ဖြစ်တဲ့ဆက်ဆက်တွေးခေါ်မှုကျွန်တော်တို့ဆောင်ရွက်နိုင်မှာဖြစ်တယ်။အဲဒီနေ့ခေတ်မှာသတင်းချက်လက်အမှန်တွေရဖို့ဆိုတာအလွန်အရေးကြီးတယ်။အဲ့တော့အရင်ခေတ်ကတော့เนาะကျွန်တော်တို့ကသတင်းချက်လက်တွေလိုချင်တယ်ဆိုကျွန်တော်တို့ကစာကြည့်လိုက်တွေသွားရတယ်စာအုပ်တွေထဲမှာရှာရတယ်အချိန်ကြာတာပေါ့ဗျာเนาะဟိုခေတ်ကတော့ချက်လက်တစ်ခုသိဖို့အတွက်ကစာကြည့်ထဲမှာတနေ့လုံးသွားနေရကျွန်တော်ငငယ်ရဆိုရင်ဟုတ်လားအဲဒါပေမဲ့အချိန်ကြာပေမဲ့စာကြည့်လိုက်တို့စာအုပ်တို့က source ကခိုင်းပါတယ် เนาะခိုင်မာတဲ့အတွက်အဲ့ဒီသတင်းချက်လက်တွေပုံကိုကျွန်တော်တို့အားကိုးလို့ရဒီနေ့ခက်ကတော့ internet ပေါ်မှာတည်တဲ့အတိုင်းပဲလူကရေးချင်တာရှောက်ရေးတာအဲ့တော့ source ကမခိုင်မာဘူးအဲ့အတွက်ကိုကအချက်လက်ရှာတာတော့မြန်တယ်ချက်ချင်းရှာလိုက်လို့ရ chat gpt တွေပါဒါပေမဲ့ source ကိုတေချာခိုင်မာဖို့လို့ကျွန်တော်တို့ဆိုတကတည်းကမဟုတ်ကောက်ကတည်းက online မှာရေးတယ်ဟုတ်တယ်မလားလင်းတိုင်းညောင်ကိုဘသားကို foundation ထောင်ပြီးတော့အထူးကျိုးဆုံးမြန်မာလူငယ်စုပေးတယ်မဟုတ်တာကြီးလိုက်တာနဲ့သိဒါပေမဲ့ဟိုတကယ်ဟိုတကယ်မဟုတ်မှန်းသိတာနဲ့ share တဲ့အဖွဲ့ကလည်းတသက်ရှိတယ်ကျွန်တော်တို့ online ပေါ်မှာသတင်းဆိုတာမဟုတ်ကောက်ကတည်းကလျှောက်ရေးလို့ရတယ်ဒါပေမဲ့လူတိုင်းဟာ ဒါကြီးကဘယ်သူမှမယုံမလို့မထင်ဘူးဆိုမဲ့ယုံမဲ့သူကတသက်ယုံမဲ့အဖွဲ့ကတသက်ရှိနေဒါကြောင့်ကျွန်တော်တို့ကသတင်းချက်လက်တွေကဒီနေ့ခင်မှာရှားလာမြင်ရတယ်ဒါပေမဲ့ source ကိုတေချာကြည့်အောင်เนาะ PTK သတင်းဌာနဟာဟုတ်တယ်ဘယ် PTK အရှိပောက်တက်ကလို့ရေးထားတာเนาะကျွန်တော်တို့ဆိုတော့ source ကအရေးကြီးဟုတ်ပြီမှန်ကန်တဲ့သတင်းချက်လက်တွေရပြီဆိုရင်တော့အဲ့ဒါကိုကျွန်တော်တို့ကဗာလဲဆိုတော့ဆက်ဆက်စဉ်းစားပြီးတော့မှကိုလို့ရမယ်လှုပ်ဆောင်မှုလှုပ်ဆောင်နိုင်မှုလို့ ဆက်ဆက်စဉ်းစားနိုင်မှုကအလွန်ကြီးကြတခါတည်းကအလုပ်တွေလုပ်နေတာပဲဒါပေမဲ့ကိုလုပ်နေတဲ့သားနဲ့ဘာလို့မအောင်မြင်လဲမတွေးလို့ဆက်ဆက်စဉ်းစားပြီးတွေးခေါ်ပြီးဆောင်ရွက်ဖို့လို့အော်တခါတော့ကလက်စစ်ပြင်ဆိုင်တစ်ခုကနေပြီးတော့เนาะကျွန်တော်တို့လက်စစ်ပြင်ဆိုင်တစ်ခုကိုလူခေါ်ခေါင်းလောင်းအိမ်မှာပေါ့เนาะကျွန်တော်တို့ဒီလူခေါ်ခေါင်းလောင်းပြက်နေလို့လက်စစ်ပြင်ဆိုင်ကလက်စစ်ပြင်တဲ့သူခေါ်ထားတာမလာလို့ဆိုပြီးတော့ complaint set တာပေါ့เนาะ custom ဒီ customer ကနေပြီးတော့ complaint set လက်စစ်ပြင်ဆိုင်ကိုလှမ်းဆက် ဘလို့ဖြစ်တာလဲခင်ဗျားတို့စီကလူခေါ်ခေါင်းလောင်းဘဲလ်ကိုဝယ်ပြီးတော့เนาะတခါလဲတက်ဖို့အတွက်လူခေါ်ရတယ်ခင်ဗျားတို့လာလဲမလာဘူးဆိုတော့ဟာလက်စစ်ပြင်ဆိုင်ကလူကမေးတယ်ဟဲ့မင်းတို့မသွားဘူးလားသွားတယ်လေတဲ့ဟာကျွန်တော်တို့လာပါတယ်အေးဘာလို့လဲဆိုမရောက်တာလဲကျွန်တော်တို့လာလေလေးတဲ့အိရှိကလက်စစ်ကျွန်တော်တို့ဒီခလုတ်ကိုခေါင်းလောင်းကိုနှိပ်တယ်လေတဲ့လူထွက်မလာလို့ပြန်သွားတာ ဲ့တော့ပြန်စစ်စားကြည့်ဒီခေါင်းလောင်းပြက်လို့ခေါ်ထားတာလေအဲ့ဒီခေါင်းလောင်းကိုနှိပ်ပြီးတော့သူကလူမလာဘူးပြန်သွားတယ်ဆိုတော့ဘယ်လိုလုပ်ကြမှာတော့ကျွန်တော်တို့အဲ့တော့အလုံးလုံးတယ်ဘာလို့မှမယ်ဆက်ဆက်တွေးခေါ်မှုအရေးကြီးတယ် integration အလွန်အရေးကြီးလုံတိုင်းမအောင်မြင်ဘူးဆက်ဆက်တွေးခေါ်ဖို့လိုတယ်နောက်တစ်ခါတော့ကျွန်တော်တို့ရုံတရုံမှာအဖွဲတစ်ဖွဲရှိတယ်အဲ့တစ်ဖွဲကဘာလုပ်လဲဆိုအရှိကနေပြီးတော့ကျင်းနေတူးသွားတယ်နောက်နိုင်ဝဲလောက်နေတော့နောက်ထပ်အဖွဲအဲ့ဒီကျင်းကိုလိုက်ဖို့အဘေးကြီးလို့ဆိုပါမင်းတို့ဘာလုပ်နေရလဲတဖွဲ့ရရှိရကျင်းနေတူတာနောက်ဖွဲ့ခဏနေတော့ကျင်းနေကိုလိုက်ဖို့ငါတို့အပင်ဆိုင်နေတာလေတဲ့ မင်းတို့အပင်ဆိုင်တာဘာမှလည်းအပင်ဆိုင်တာလည်းမတွေ့ဘူးကျင်းတူတဲ့အဖွဲ့ဘီခဏနေတော့ကျင်းကိုပြန်ဖို့သွားတယ်ဘယ်ဟုတ်မလဲသူကအမှန်တော့အဖွဲ့၃ဘွဲ့ကိုတာဝန်ပေးထားတာရှေ့ကကျင်းတူမယ်နောက်အလဲမှာဗာတစ်ဖွဲ့ရှိတယ်အဲမျိုးစေ့တွေနော်ဒီမျိုးစေ့တွေလိုက်ချမယ်အဖွဲ့ရှိတယ်နောက်ကျင်းပြန်ဖို့မယ်အဖွဲ့ပေါ့ဗျာဒါပေမဲ့အဲ့ဒီနေ့အဲ့ဒီမျိုးစေ့ချတဲ့အဖွဲ့ကရုံးမတက်ဘူးအဲ့တော့၃ဘွဲ့ integration တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်းဆက်သွယ်စားမှုမရှိဒါဆိုရင်ကျွန်တော်တို့ကအများကြီးအခက်အခဲရှိတယ်နော်ကျွန်တော်ဘလောက်အားကောင်းတဲ့ team တွေပဲအများကြီးရှိနေပါစေအဲ့ဒီ team တွေက integrate လိုအပ်တဲ့သတင်းအချက်အလက်တွေကိုဖလှယ်ပြီးတော့ communication မလုပ်ရင်ဘယ်လိုမှထိရောက်တဲ့ရလက်တွေဘဝမှာမရနိုင်ဘူးလုပ်ငန်းမှာလည်းကျွန်တော်တို့ရနိုင်မှာမဟုတ်ဘူး။ဒါကြောင့်စိုးရိမ်ပူပန်မှုတွေများတဲ့အချိန်မှာလူကျွန်တော်တို့ရဲ့စီမံခံမှုစွမ်းရည်ခေါင်းဆောင်မှုစွမ်းရည်ကိုဒီနှစ်ချက်နဲ့မြင့်တင်မှာမှန်ကန်တဲ့သတင်းအချက်အလက်တွေကိုရအောင်စူးစမ်းပါ။ထိရောက်စွာဆက်ဆက်တွဲခေါ်ပါ။အောင်မြင်မှုတွေကလူကျွန်တော်တို့ကိုစောင့်ကြိုနေပါ ဲ့တော့စီမံခန့်ခွဲပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ် Certificate in General Business Management စီပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကိုကျွန်တော်တို့အခုလာမယ့်ဆယ်လပိုင်းမှာဖွင့်လှစ်မှာဖြစ်ပါတယ် Online သင်တန်းဒီလာမယ့်ဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ် Online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ဒေတာတိတိကပတ်ဒေတာတိတိကတက်နိုင်ပါတယ် ကျွန်တော်တို့အပြင်လူတွေ့တင်တဲ့ကတော့ကျွန်တော်တို့17လပိုင်းနဲ့ရောက်သွားမယ်17လပိုင်းတရက်နေ့နဲ့2ရက်နေ့စနေတရီနေ့2ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့ Emerald သင်တန်းကျောင်းမှာကျွန်တော်တို့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါတယ်။အဲလူကျွန်တော်တို့ online သင်တန်းပဲတက်ချင်းတက်ချင်းအပြင်သင်တန်းပဲတက်ချင်းတက်ချင်းလူကျွန်တော်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရောကောမမမေးနဲ့ Messenger message မှာရေးပေးပါ Facebook ဆို LYN နဲ့ link နဲ့ English ဆိုရေးရတဲ့မြန်မာစံပါတဲ့ link တိုင်းမြန်မာစံ follower 3.8 million ကျော်ရှိတယ်။အဲ့ page ရဲ့ message မှာဆင်းပေးပါ။ TikTok ဆိုလင်းတိုင်းညမြမမြင်လို့ရတာလေ follower 3.2 million ကျော်ရှိတယ်။အဲ့ဒီအကောင့်ရဲ့ message မှာဆင်းပေးပါ။ကျွန်တော်တို့ team ကညီနေညီမတွေကဆက်သွယ်ပေးမယ်။အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်း online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ကျွန်တော်တို့ပေးထားတယ်ဆိုတော့တရင်ကောင်းပါလို့ပါ။အပြင်လူတွေတက်ချင်တဲ့သူတွေကတော့ကျွန်တော်တို့ကတရက်နေ့နဲ့နှစ်ရက်နေ့မှာကျွန်တော်နဲ့17လပိုင်းတရက်နေ့နဲ့နှစ်ရက်နေ့မှာတွေ့ဆုံပြီးတက်ရမှာဖြစ်ပါတယ်။ နောက်နိုင်ငံခြားတက်ချင်တယ်ဆိုနိုင်ငံခြားတက်ချင်မှလည်းလူရေးထားပေးပါကျွန်တော်တို့ငွေလွှဲရမယ့်အကောင့်တွေပြန်ပို့လိုက်မယ်ငွေလွှဲပြီး screenshot ပို့လိုက်ရင်ကျွန်တော်တို့ group ထဲဝင်လို့ရအောင်ဆောင်ပေးမှာဖြစ်ပါတယ် တင်နန်းတင် जा မဲ့ပုံစံကတော့ online တင်နန်းဒီစတင်မဲ့ဆယ်လပိုင်း28ရက်နေ့ကနေစတင်ပြီးနေ့စဉ် recorded video တွေတင်ပေးမယ် Facebook group မှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့တင်ပေးမှာဖြစ်တယ်အဲ့ဒါနေ့စဉ်ကြည့်ရမယ်အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကနေကျွန်တော်တို့ live stream ပြီးတင်မယ်ကျွန်တော်တို့စိတ်ကြက်မေးခွန်းတွေမေးနိုင်တယ်အဲ့တော့တင်နန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် zone မတက်ဖြစ်ရင်လည်းမပူနဲ့တစ်ခါတင်3နာရီလောက်တင်တဲ့ zone 3နာရီစာလုံး recorded video ကိုနောက်ရက်မှာ group တွေထဲမှာပြန်တင်ထားပေးမယ် ်တဏ္ဍကလာတက်လာပြီးသွားတဲ့အချိန် group ကိုမဖြတ်ဘဲထားရပြီးမှဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်တယ်တဏ္ဍကလာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်အပြင်လူတွေတဏ္ဍကတော့တရက်နှစ်ရက်မှာကျွန်တော်နဲ့လူတွေ့ပြီးတက်ရမှာဖြစ်တယ်ဟောဒီတဏ္ဍကဒီစီမံခန့်ဝန်းမှုပညာကိုအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြို့သူမျိုးဆိုတက်နိုင်တာဖြစ်ပါတယ်မြန်မာလူသင်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီစာရေးဆရာဖြစ်တဲ့အတွက်မပြင်းအောင်သင်ပေးမယ် လက်တွေ့ပြန်သုံးနိုင်အောင်တင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါဒါကြောင့်စီမံခန့်ခွဲမှုပညာနဲ့အောင်မြင်မှုတိစောက်ခြင်းတဲ့သူတိုင်းနဲ့စီဝါရေးစီမံခန့်ခွဲမှုပညာသင်တန်း Certificate in General Business Management သင်တန်းမှာတွေ့ကြပါမယ်ဒီစီစဉ်ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါးအုပ်လက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီစီစဉ်မှာပါဝင်ရင်ဗီဒီယိုဖိုင်ကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ငါးဥကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက်မင်္ဂလာရှိစွာအောင်မြင်ခြင်းတင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့ မြန်မာနီးမြန်မာဟန်မားကတ်တင်းနဲ့ကိုယူကိုသွေးမြင်မာစွာအောင်မြင်ခြင်းစာအုပ်၅ခုတယောက်ကိုတအုံနှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူလူကျွန်းတို့ပို့ကပါမပေးရဘူးအိမ်တန်ရာရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပလို့ပါတယ် We must work together we must build our nation